ကျမတို့ကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်အောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့မြင်းကျံမြို့နယ်လက်တရွာအချမ်းဖတ်စစ်တပ်စူပေါင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၈កောင်တိုက်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းကြံမြို့နယ်လက်တိရွာအကြံဖတ်စစ်တပ်စူပေါင်းခိတ်ကိုဝင်ရောက်တက်ခိုက်မှုစစ်သား၈ကောင်တေဆုံးကြောင်းမြင်းကြံခရိုင်တရင်ခွနဲ့0ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူဗိုလ်သက်ကြီးကပြောကြားပါတယ်။ဒီမှာနေ့နိုဝင်ဘာလ၄ရက်နေ့မွန်းလွဲ၂နာရီအချိန်မှာမြင်းကြံမြို့နယ်လက်တိရွာအကြံဖတ်စစ်တပ်စူပေါင်းခိတ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးရင်းပစ်ခတ်မှုကြောင့်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းဒေသပြည်သူတွေကအတည်ပြုပြောဆိုပါတယ်။ စက္ခယက္ခပက္ခတွေစူပောင်းဖွင့်ထားတဲ့စစ်စေးဂိတ်ကိုဝင်ပစ်ခံရတာပါစက္ခဂိတ်ကမြင်းကျံမြို့သားတတားဦးမန္တလေးလက်မကြီးပေါ်မှာဖွင့်ထားတာပါအဲ့ဒီဂိတ်ကိုအပြစ်ခံရတာမှန်ပါတယ်လို့လေတိရွာသားတဦးကအတည်ပြုပါတယ်မြင်းကျံခရိုင်တရင်ခုနှစ်0ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူပိုတက်ကြီးကတော့ စစ်တပ်ကိတ်ကို RPG ပခုံးထန်းနဲ့ပစ်ခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာမြင့်ခဲ့ကြောင်းအထိနာသွားတဲ့စစ်စေးရေးဂိတ်မှလက်နက်များကိုယူရန်ကြိုးစားချိန်မှာစစ်ကူများရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းရှင်းပြပါတယ်။ထိတွေ့တိုက်ပွဲမိနစ်20ကျော်ကြာမြင့်ခဲ့ပါတယ်။စခပခရီကဂိတ်ဘန်ကအတွင်ပြေးဝင်ပုံးနေတုန်းရဲဘော်ပော့ပါကရဲရင်စွာ RPG နဲ့ပစ်ခတ်ခဲ့လို့ဘန်ကကိုတိကျစွာထိမှန်ခဲ့ပါတယ်။စခရီလွင့်စင်ပြီးအထိနာသွားခဲ့တယ် ကျွန်တော်တို့ရန်သူတွေရဲ့လက်နက်တွေဝင်ရောက်ယူဖို့ကြိုးစားနေချိန်မှာခမရ15တက်ကန်နေစစ်ကူကားကြီး3စီးနဲ့လမ်းတလျှောက်ပစ်ခတ်မောင်းနှင်လာနေတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တက်ပြန်ဆုတ်ခဲရပါတယ်ရန်သူလက်နက်မရခဲ့ဘူးအခုလိုစစ်ကူလာနေအောင်သတင်းပို့ပေးတဲ့သတင်းပေးတလန်နှစ်ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ် အဲ့ဒီဒလန်နှစ်ဦးကိုသက်ဆိုင်ရာနေမြခံအဖွဲ့ရိစီကိုလွှဲပြောင်းပေးခဲ့ပါတယ်။နေမြခံများရဲ့ပြောပြချက်အရဂိတ်ကိုဝင်ရောက်တက်ခဲမှုကြောင့်စက္ခပက္ခနဲ့ယက္ခရှစ်ကောင်တိတ်ဆုံးပြီးစေကောင်ဒဏ်ရာရရှိခဲ့ပါတယ်။လက်တရွာကအုတ်ကြီးငမင်းကတော့နေရမတဲ့ဘဝကူးသွားပြီးပြုတ်ပေါက်ကြီးလဲဒဏ်ရာရသွားတယ်လို့မြင်းကျန်ခရင်တရင်ခုနှစ်0ပြောက်ကြတက်ဖွဲ့တာဝန်ရှိသူပိုတက်ကြီးကရှင်းပြပါတယ်။တော်လန်ရေးတက်များကဝင်ရောက်တက်ခိုက်ခဲ့တယ်။မြင်းကျန်မြို့နယ်လက်တကြီးရွာစစ်တပ်စစ်စီရေးကိတ်မှာ မြင်းကျယ်မြို့အခြေဆိုင်ခလာရ15တရင်နဲ့နှစ်မိုင်ဝန်းကျင်ခန့်သာကွာဝေးကြောင်းသိရှိရပါတယ်။အစိုးရစစ်စီရေးကိုမြင်းကျယ်ခရင်တရင်ခွနဲ့0ပြောက်ကြားတပ်ဖွဲ့ရွှေကန်သားစစ်ကြောင်းမြင်းကျယ်မြို့နဲ့ပကဖားတို့ကပူးပေါင်း၍စစ်တူကြီးတောင်စစ်တီ0 column 5ကစစ်ကြောင်းမှုဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘားလ၄ရက်နေ့မနက်ပိုင်းကလည်း0ပျောက်ကြားတပ်ဖွဲ့တစ်ခုကိုလည်းစီးနှစ်တက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့နေရကန်တောင်ဘီဝါကုန်းကိုလမ်းဟောင်းဘက်မှတက်မရပဲဖြစ်နေတဲ့အတွက်လမ်းတင်ဘက်မှအင်အားဖြည့်ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။အမ်ဘရန်ယူတောင်ကျော်လမ်းပေါ်မှာရှိတဲ့နေရကန်လီချောင်းရံကာကွယ်ရေးဘီဝါစခန်းကိုစစ်ကူပို့ရန်ထိုးဖောက်နေတဲ့အကြံဖတ်စစ်တပ်ရဲ့စစ်ကြောင်းနှစ်ကြောင်းမှာလမ်းဟောင်းဘက်ကတက်လာတဲ့စစ်ကြောင်းမှာအကြဆုံးများပြီးတက်မရောက်ဖြစ်နေတဲ့အတွက်လမ်းတင်ဘက်ကစစ်ကြောင်းကိုပုံမအပြည့်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။ လီကျောင်းရဲ့ဘီယောကုန်းကိုလမ်းဟောင်းဘက်အင်အားသုံးထိုးစစ်ဆင်ခဲ့ပေမဲ့ရှေ့သို့တိုးမြောက်ပဲဗစီယွာနားမှာပဲကြဆုံများပြီးနောက်ဆုတ်သွားခဲ့ရတယ်။ဒီလမ်းဟောင်းဘက်ကတက်မရောက်တော့ကြံတဲ့တပ်ဖွဲ့တွေကတက်နောက်ဆုတ်နေရချိန်မှာလမ်းတစ်ဘက်မှာအင်အားဖြစ်တင်းပြီးပြန်လည်ထိုးစစ်ဆင်လာတော့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပါတယ်လို့မြေပြင်စီးရေးသတင်းရှင်မြစ်ကဆိုပါတယ်။လက်ရှိတိုက်ပွဲမှာနေရီကန်တောင်ကိုထိုးစစ်ဆင်လာတဲ့လမ်းဟောင်းဘက်မှာစစ်ကြောင်းမှတက်မရောက်နိုင်တော့တဲ့အတွက်၎င်းလမ်းဟောင်းဘက်မှာတိုက်ပွဲမှာရန်နာသွားပြီးဖြစ်ကောင် လန်တဲ့ဘက်မှစစ်ကြောင်းကိုထပ်မံအင်အားဖြည့်တင်းပြီးပြန်လည်ထိုးပေါက်လာရမှဂုတ်ကြီးကြီးရွာအရှိဘက်မှနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။ပစီရွာလမ်းဟောင်းဘက်တက်ရတဲ့လမ်းကအရင်မဆောက်တယ်။တက်ဖို့ကတိတ်မလွယ်ဘူး။ဒါကိုအတင်းတက်ခိုင်းတော့တိတ်ဆုံးတာတွေအများကြီးပဲ။အေကအပေါ်စီးနေရာခေါင်းကနေအသင့်နေရာယူပြီးချတာစစ်ကြောင်းကပြန်လန့်သွားတာပါပဲ။အခုတော့အဲ့ဒီလမ်းဟောင်းကအစင်မပြေတော့လမ်းတစ်ဘက်ကကားလမ်းဘေးညာအမိယူပြီးဂုတ်ကြီးရွာကိုဥတည်ပြီးထိုးစစ်ဆင်နေတာပါ။ အခုတော့ရွာကိုမရောက်ခင်အပြင်းထန်ဖြစ်နေကြတာလို့ဆိုပါတယ်အကြံဖတ်မြန်မာစစ်တပ်ဟာဒရုန်းလက်နက်ကြီးပစ်ကူကိုယူကာဆက်စီတောင်စခန်းမှာလက်တစ်ဘက်ကိုစစ်သားအင်အား300ခန့်ကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးလက်တစ်မှာတဆင့်ဂုတ်ကြီးရွာဘက်ကိုထူးဆစ်ဆင်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်မြန်မာအကြံဖတ်လီဒတ်မှာလည်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးဝန်းကျင်ကိုတမကဂုတ်ကြီးကျွဲ့တလင်းဘုံဘော်စားပေါက်ကြီးရွာနဲ့အနီးအနားကိုလေကြောင်းမှာဘုံကျဲတက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိပါတယ် ကပ္ပစ14စုံကုန်းအမြောက်တပ်ဇင်ပြွန်းရွာစခန်းစတီတို့မှထုတ်နှုတ်အင်အားတွေနဲ့စုဖွဲ့ပြီးနေရီကန်တောင်ကိုထိုးစစ်ဆင်းနေတဲ့လန်တင်ဘက်ကစစ်ကြောင်းကိုအီဘတ်မှလည်းပြင်းပြင်းထန်ထန်ပြန်လဲခုခံချေမှုန်းနေပြီးရှေ့မတိုးနိုင်ပဲဖြစ်နေတယ်လို့သိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေကကိုကြီးရွာအရှိဘက်ကနေပြီးရှေ့မတိုးနိုင်ဘူး။အီဘတ်ကလည်းပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေတာပါ။စစ်တပ်ကတော့တည်တဲ့အတိုင်းပဲဘယ်လောက်ပဲကြကြအင်အားဖြည့်တယ်ပြန်တက်တယ်ဒီလိုလုပ်နေတာလို့ဆိုပါတယ်။ ်အရကတ်တတော်မှပိတ်ဆို့ထားတဲ့လေကြောင်းရဲ့ဘီဝါစခန်းကိုလမ်းဟောင်းဘက်မှထိုးစစ်ဆင်လာတဲ့စစ်ကြောင်းမှဗစီကြီးရွာနားမှာစစ်ကြောင်းတစ်ကြောင်းလုံးကြောက်ဆုံသွားရတဲ့အတွက်ဗစီကြီးရွာကိုလေကြောင်းမှအချိန်ချင်းဘုံကျဲတိုက်ခိုက်နေ၍နေအများပြားနဲ့ပျက်စီးသွားခဲ့ရတယ်လို့သိရှိရပါတယ်။တကြောပြန်ထိုးစစ်ကိုအမ်ဘရန်ကာလန်တိုင်းဘေးပင်ညာနှစ်ဖက်ကနေထိုးစစ်ဆင်နေပေမဲ့တောတောင်တူတက်ပြီးတောင်ပေါ်လမ်းမြမှာမဆောက်သဖြင့် တော်လိုင်းတက်ဖွဲ့များအတွက်အာသာချက်ရှိနေတဲ့အတွက်လမ်းဟောင်းနီးတူအခုလမ်းသစ်ကထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာလည်းများမကြာမီကြဆုံသွားနိုင်တယ်လို့စီအေးချင်းများကိုလေးလာနေသူဒေသခံတဦးကဆိုပါတယ်သူတို့ကတာလွန်အင်အားနဲ့ထိုးစစ်လို့သာဆိုတယ်တကယ်တမ်းကျတော့အေးအေးနေမီတဲ့ကိုဝင်တာနဲ့ပိတ်ဆို့တိုက်ခိုက်ခံရတယ်ဗစီရွာလမ်းဟောင်းမှာလည်းအဲ့ဒီလိုပဲဝိုင်းပတ်ချီမုံခံလိုက်ရတာပါလို့ဆိုပါတယ်နောက်ဆုံးလက်ကျန်နရီကန်တောင်လေးချောင်းရံကာကွယ်စခန်းကိုစစ်တပ်ကထိုးစစ်ဆင်ရမှာတင့်ကားတွေကိုလည်းအုံပြုပြီး အမြောက်တွေနဲ့ပြစ်ကူပေးလျက်ရှိတယ်လို့၎င်းကပြောကြပါတယ်။အရကတ်တတော်မှာဝန်ရံပိတ်ဆို့ထားတဲ့လီချောင်းရံကာကွေစကန်ကိုလည်းအေအေက drone လက်နက်ကြီး sniper တို့နဲ့နေ့စဉ်ပုံမှန်သွေးပူလေ့ကျင့်ခန်းလုပ်ပေးနေရမှာပိတ်မိနေတဲ့စစ်သားများမှာအပြင်ကိုမထွက်ရဲပဲဂူထဲမှာသာပုံခိုလျက်ရှိနေတယ်လို့၎င်းမြေပြင်စီးရေးတရင်ရင်မြက်ကပြောကြပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြင်တာကတော့မြန်မာစစ်တပ်ကပြစ်လုံမဲ့ရွေးကောက်ပွဲကိုအတုအယောင်ရွေးကောက်ပွဲဖြစ်တက်မှတ်ရေးအစိုးကနယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲစုံဖြတ်အတည်ပြုခဲ့ကနယူးဇီလန်နိုင်ငံသားရဲ့ဝန်ကြီးကလည်းလွတ်တော်ဆုံးဖြတ်ချက်အစိုးကိုထောက်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲဖြစ်တတ်မှတ်ရေးအစိုးကိုဒီကနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွတ်တော်မှာကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။နယူးဇီလန်အစိုးရရဲ့နိုင်ငံသားရဲ့ဝန်ကြီး RT Hon Winston Peters ကလည်းမြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာအတူအယောင်သာဖြစ်ကြောင်းလွတ်တော်ရဲ့ဆုံးဖြတ်ချက်အဆိုကိုထောက်ခံပါကြောင်းလွတ်တော်မှလာရောက်ထွက်ဆိုပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွတ်တော်မှမြန်မာစစ်တပ်ရဲ့တရားမဝင်အတူအယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရလက်မှတ်ကြောင်းတရားဝင် ထုတ်ပြန်ပေးရန်အဆိုတရက်ကိုလီဘာပါတီမှလွတ်တော်အမတ်ဖီလစ်စတိုနာထရိုင်ဖို့ဒ်က တင်သွင်းခဲ့ပြီး Green Party မှ Tinua Chunu ကထောက်ခံအဆိုပြုခဲ့ရမှာနယူးဇီလန်လွတ်တော်ကကန့်ကွက်သူမရှိဘဲအဆိုကိုအတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ် မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲမှာစစ်မှန်တဲ့အတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူရဲ့ဝေဖန်မှုကိုရာဇဝဲမှုအဖြစ်သတ်မှတ်တဲ့ဖိနှိပ်ချုပ်ချဲတဲ့ဥပဒေတွေနဲ့ဖန်ဆင်းမှုများရှိနေကြောင်း Labor Party မှလွှတ်တော်အမတ် Philip Stoner Twyford ကဆိုပါတယ်အလုံးရက်ဆက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြက်ကြက်ကန်တော်လှန်နေကြပါတယ်။ကျွန်တော်တို့အဲ့ဒါတွေကိုကူညီရပါမယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောက်ရွေးကောက်ပွဲဖြစ်တယ်။ဈေးရုံတွေ၊ကျောင်းတွေနဲ့ပြည်သူတွေကိုဘုံကျက်တပ်ဖြတ်ပြီးတော့ ရက်ဆက်တဲ့စစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးလို့နယူးဇီလန်လွှတ်တော်အမတ်ဖီလစ်စတိုနာထွိုင်းဖို့ကလွှတ်တော်အတွင်းမှာပြောဆိုပါတယ်။ Green Party မှ Tinua Chunu က၎င်းအနေနဲ့မြန်မာပြည်သူများအတွက်ရင်းအဆိုကိုထောက်ခံကြောင်းသူအနေနဲ့ထိုင်းမြန်မာနယ်စပ်အထိတွားရောက်ခဲ့တဲ့ Fact Finding အဖွဲ့မှလည်းပါဝင်ခဲ့ကြောင်းနယ်စပ်မှာမြန်မာပြည်သူများနဲ့တွေ့ဆုံရမှာသူတို့ရဲ့ကြေးရွာတွေကိုစစ်တပ်ကမြည်တို့လေကြောင်းဘုံကျဲတက်ခတ်ခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနဲ့ပြည်သူများရဲ့အနာဂတ်အပေါ် မြည်တို့တက်ရောက်ပုံများကိုမြန်မာပြည်သူများကရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားတဲ့အပြင်စံတာမဲပေးရမှာလဲပါဝင်ကြောင်းစစ်တပ်ရဲ့တိုက်ခိုက်တပ်ဖြတ်မှုများကြောင့်မြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တပ်ရဲ့ရွေးကောက်ပွဲမှာအတုအယောင်သာဖြစ်ကြောင်းလွှတ်တော်မှာပြောဆိုပါတယ်မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှာရွှေ့ပြောင်းထွက်ပြေးနေရတယ်။နေဆက်တလျှောက်မှာလည်းဒုက္ခသည်တန်းချီရှိနေပါတယ်။ ဒါအပြင်ကြားဖြတ်လို့နေဆက်ဖြတ်ကြုံငွေလိန်ရာဇဝတ်ဂိုင်းတွေကလည်းကြီးထွားလာနေပါတယ်။အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရင်စရာရှိပါတယ်။စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့အစိုးရမြေပြင်မှာရှိနေတဲ့ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်နဲ့ကမ္ဘာတဝန်းမှာရှိတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်လို့၎င်းကဆိုပါတယ်။ နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးအာတီဟွန်ဝစ်ဆန်ပီတာစ်ကလည်းလွတ်တော်ရဲ့အဆုံးအဖြတ်ကိုလက်ခံကြောင်းစစ်တပ်ရဲ့ရွေးကောက်ပွဲမှာအတုအယောင်သာဖြစ်ပြီးစစ်တပ်အနေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမှာဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာအရေးဆုံးဖြတ်ချက်နဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ရမှာဖြစ်ကြောင်းလွှတ်တော်မှာလာရောက်ထွက်ဆိုသွားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့မိုင်းလာမှာ NTA ကကြားဖြန့်လုပ်ငန်းမှာဖမ်းဆီးရမိတဲ့ဆက်ဆက်ပစ္စည်းတွေမိရှုဖျက်ဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းအရှိမိုင်းလာမြို့မှာမြို့သားဒီမိုကရေစီမဟာမိတ်တက်မတော်ခေါ်မိုင်းလာတက်မတော် NTA ကကြားဖြန့်ရုံမှာဖမ်းမိတဲ့ဆက်ဆက်ပစ္စည်းတွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ NTA ကယမနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၃၁ရက်နေ့မှာမိုင်းလာမြို့မှာရှိတဲ့အမိုက်မိရှုကွင်းမှာကြားဖြန့်လုပ်ငန်းနဲ့ဆက်ဆက်တဲ့ ဖုန်းကွန်ပျူတာရောက်တာစတဲ့စက်ပစ္စည်းအမျိုးအစားအလုံးတစ်တောင်းခန့်ခံမန်းတန်ဖိုးရွံငွေ၁၀ခန့်ရှိတဲ့စက်ပစ္စည်းတွေကိုမိရှုဖြစ်စီခဲ့တယ်လို့ဆိုပါတယ်ဖြစ်စီလိုက်တဲ့စက်ပစ္စည်းတွေဟာကြားဖြတ်စကန်တွေကိုဖန်စီရာမှာတိမ့်ဆက်ရမိခဲ့တဲ့ဆက်ဆက်ပစ္စည်းတွေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထင်းမှာဖော်ပြထားပါတယ်ဒါအပြင် NTA အနေနဲ့ကြားဖြတ်လုပ်ငန်းကိုပြင်းထန်စွာနှိမ်နင်းသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဆက်လက်လှုံ့ဆော်သွားရမယ်လို့ဖော်ပြထားပါတယ် ပြီးခဲ့တဲ့ဩဂတ်စ်လ28ရက်နေ့ကလည်း NTA ထိန်းချုပ်ထားတဲ့ရှမ်းရှိမိုင်းလာမြို့မှာရှိတဲ့တာလွန်နေဆက်ကိတ်ကနေဂျာပြန်လောက်ကင်သူတရုတ်နိုင်ငံသား82ဦးကိုစစ်ကောင်စီတပ်ကတရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ NTA ကဩဂတ်စ်လ28ရက်နေ့မှာ ထုတ်ပြန်ခဲ့ပူပါရခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ